ော့ကြောက်မှာပေါ့ကြောက်အောင်မှာပေါ့ဘာလို့လဲဆိုတော့ဒီနေရာမှာတော့ကမုံတရားတွေရှိတယ်အဲမင်းအောင်လိုက်ဘက်ကလည်းရှုံးတယ်တော်လိုင်းတက်ဖွဲ့တွေဘက်ကလည်းရှုံးတယ်အဓိကတော့ဂျားတွေကတရုတ်ကနိုင်သွားတယ်လို့ပြောမှာပေါ့နော်မင်္ဂလာပါဒါလာရှိုးကိုစစ်ကောင်စီပြန်ဝင်ပြီဆိုတဲ့သတင်းတွေလည်းတောက်လျှောက်တက်လာနေတာတွေ့ရတယ်ပြီးတော့ ဒီလာရှိုးကိုဝင်နေဆိုပြီးတော့ဗောနော်ဒီရင်နှန်းဖြတ်သွားတဲ့ဗီဒီယိုကလစ်ဗောနော်အဲဗီဒီယိုကလစ်တွေလည်းတွေ့လာရဲ့ရင်နှန်းတွေလည်းအဲရင်နှန်းဆိုရင်ဒါကားစီးရေဆိုတော်တော်များများပါတယ်ဗောနော်အဲဥစ္စာလည်းတွေ့လိုက်တယ်ပြီးတော့ဒီရှေ့ပိုင်းတခြားမှာလည်းဒါ MND တက်တွေကလာရှိုးမြို့တွေကနေပြန်ပြီးတော့ဆုတ်ခွာပြီးတော့ဒါမြို့ပြင်နေရာတွေမှာပဲလေနေရာယူနေပြီပေါ့နော်အဲဒီလိုပုံစံမျိုးသတင်းတွေလည်းတွေ့တယ်ပြီးတော့ဟိုနေ့ကဗီဒီယိုတစ်ခုဆိုရင်ဒါကြောအဲတွေ့လိုက်တော့ဟုတ်ဟုတ်တော့ဒါလိုက်ပြီးတော့စုံစမ်းနေတယ်ပေါ့နော်အဓိကတော့ဒီ MNDA တက်တွေ လာရှုမျိုးတွေကနေအပြင်ထွက်ပြီးတော့ဒါမျိုးပြင်မှာနေရာယူဖို့အတွက်စကန်းနေပြန်ထပ်ပြီးတော့တိုးဆောက်တာပေါ့နော်အဲဆောက်တဲ့ချိန်မှာဒေသခံတွေကကန့်ကွက်တယ်ဆိုတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်လည်းရှိတယ်ပေါ့နော်ဒါကိုလည်းဟိုဘက်ကအဲဒီဟိုဘက်ရက်ကွက်ကောင်တွေကဒါရွယ်ချက်ရှိရှိနဲ့လိုက်ပြီးတော့ဒါတွေးခွဲတာမျိုးတွေအဲဖြန့်တာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်တွေ့ရတယ်ပြီးတော့ဒါပြည်သွေးအနေနဲ့ကြည့်မယ်ဆိုရင်လည်းဒီလိုမျိုးရပြီးသားနေရာကိုပေါ့နော်တလက်မလေးမှပြန်ပြီးတော့မပေးကျင်တဲ့စိတ်ကြောင့်မလို့ပေါ့နော်ညဉ့်ညင်းတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ဒါမဲ့လည်း ဟိုသူတို့တွေဘာတွေခက်ခဲတွေကြုံနေရလဲဆိုတဲ့ဟာကိုဒါကျွန်တော် တို့မသိရတဲ့အတွက်ပေါ့နော်အတိအကျကြီးပြောဖို့ကတော့ခက်ခဲပါတယ်ပြောဒီအသက်တွေသွေးတွေချွေးတွေရင်းပြီးတော့ရခဲ့တဲ့ဒီတိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့မြို့ကိုတင်းနိုင်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမြို့ကိုဘယ်သူမှတော့ဒါပြန်ပေးချင်မှာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုပဲဒေသခံတွေဆိုလဲဒါပြန်ပေးချင်မှာမဟုတ်ဘူးပြီးတော့ဒါလာရှိုးမြို့ပေါ်မှာဆိုရင်အဲဒီတင်းပြီးတဲ့နောက်ပိုင်းပေါ့နော်ပြန်လဲထူထောင်ရေးလုပ်ငန်းတွေအဲဒေသဖွံ့ဖြိုးရေးလုပ်ငန်းမျိုးတွေဒါမျိုးတွေကို ါတကယ်ကိုတင်းတင်းကြပ်ကြပ်လောက်ခဲ့တဲ့လောရက်တွေလည်းကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်အဲတချို့ဆိုရင်အဲတချို့ဒီမျိုးဒါတင်းပြီးသွားတဲ့အချိန်မှာအဲဒီ internet line တွေပြတ်တောက်သွားတယ်ပေါ့နော်အဲ့လိုဟာမျိုးတွေအတွက်ကိုဒါ starlink အနေနဲ့ internet line သုံးလို့ရအောင်ဆိုပြီးတော့ပြန်လုပ်တဲ့ဟာတွေလည်းတွေ့ရတယ်ပြီးတော့ဒါဒီရင်မောင်းလိုင်စင်ယာယီပုံစံမျိုးလုပ်တဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ပြီးတော့ဒီ CDN ဝန်ထမ်းတွေပေါ့နော်ဒီ CDN ဝန်ထမ်းတွေကို အလုတ်ကန်ပြန်လဲရရှိရေးဆိုပြီးတော့ပြန်ပြီးတော့ဒါအလုတ်ပြန်ခန့်တဲ့ပုံစံမျိုးကြီးလဲကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဒါနိုင်ငံရေးအင်းသားတွေပေါ့နော်အဲဒီမှာနေထိုင်လို့ရအောင်လဲလှုပ်တာမျိုးကြီးရှိတယ်ပြီးတော့ဒီတော်လိုင်းအင်အားစုတွေခိုးလုံရနေရာတစ်ခုဖြစ်အောင်ဖန်တီးတယ်ဆိုတဲ့ပုံစံမျိုးကြီးလဲကျွန်တော်တွေ့ရရှိရပေါ့နော်အဲ့တော့အဲ့လောက်ကြီးထိလှုပ်ခဲ့ပြီးမှအဓိကလက်စစ်မီဒီယာစာပါတယ်အဲ့လိုမျိုးလှုပ်ခဲ့ပြီးမှအခုလိုမျိုးပြန်ပြီးတော့ပေးရမယ်ဆိုတော့ပြည်သူကလည်းမကြိုက်ဘူးပေါ့ဗျာအဲကျွန်တော်တို့လည်း နှမျောတာပေါ့အဓိကတော့နှမျောတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒါပေးဆက်သွားရတဲ့သူရဲကောင်းတွေရဲ့အသက်တွေသွေးတွေချွေးတွေကဒါနှမျောဖို့ကောင်းတယ်ပေါ့နော်။အဲနောက်တစ်ခါဒါဆုပ်ခွာတဲ့အခါမှာတဲ့ဒါဖမ်းမိထားတဲ့ပေါ့နော်။ဒါစစ်တုံးပန်းတွေအဲစစ်တုံးပန်းအဲ့လိုကောင်မျိုးတွေကိုတပါတဲ့ခေါ်သွားရဆိုပြီးတော့လည်းသိရ။ဒါ MND ရဲ့ခေါ်သွားရပေါ့နော်သိရ။အဲအရှိပိုင်းမှာဒီစစ်တုံးပန်းတွေကိုအတုတ်လိုက်တုတ်လိုက်ပြန်လှုပ်ပြရရှိတယ်။အဲပြန်လှုပ်ပြတဲ့ဟာကမှတချို့ဆိုရင်ဒီလမ်းစိတ်ပတ်စံတယောက်ကို9000ဆိုပြီးတော့အဲ့လိုပေးပြီးတော့လှုပ်လိုက်တဲ့ဟာမျိုးရာစာရှိတယ်ပေါ့နော်။ အဲဒါစုငွေတချို့ဟာဆိုပေးတာမျိုးရှိတယ်လင်းဝင်တာအဲအဲ့လိုမျိုးအဖွဲ့တွေတော့ဒါမိသားစုလိုက် ပြန်လှုပ်ပေးတဲ့ဟာတွေရှိတဲ့ထဲမှာအခုလိုမျိုးကြံနေသေးတဲ့စစ်တုံးမန်းတွေကိုသူတို့ ਨੇ တပါးလဲခေါ်ဆောင်သွားတယ်ဆိုတော့ဒါကျွန်တော်တို့အဲတွက်ကြည့်ရမယ်ဆိုရင်ပေါ့နော်ဒီလိုမျိုးခြံထားတယ်ဆိုရင်လည်းဒီကောင်တွေကအဲတခုခုအတုံးဝင်နေသေးလို့အဲအဲ့လိုမျိုးလဲယူဆလို့ရတယ်အဲပြီးတော့ ဒီဒီလူတွေကိုအခုချိန်မှာတခါတည်းထိတ်သိရတာရှုပ်တယ်ဗျာအမှန်ဆိုရင်တို့တွေလည်းတရွှေ့ပြောင်းနေရတဲ့ချိန်ဒီလိုကာလမှာဒီကောင်တွေလွတ်ပလိုက်လို့လည်းရဒါပေမဲ့မလွတ်ဘဲနဲ့ပြန်ခေါ်သွားတယ်ဗောနော်တပါးတည်းခေါ်သွားတယ်ဆိုတဲ့ကအဲ့ကောင်တွေကတနေရာမှာထပ်ပြီးတော့အတုံးဝင်နေသေးလို့လို့ယူဆလို့ရတယ်ဗောနော်ပြီးတော့အဲ့ဘက်ကရှိတဲ့ဒါတပ်ဖွဲ့ဝင်တွေတဲကဗောနော်အဲကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေနဲ့လိုက်ပြီးတော့မေးကြည့်တဲ့ခါမှာလေဒီအရက်ဘက်အဖွဲ့တွေဝင်ဝင်မယ်အရင်ဝင်မယ်ဗောနော်စစ်ကောင်စီဘက်ကဒါအရက်ဘက်အဖွဲ့တွေကအရင်ဝင်မယ်ဆိုပြီးတော့လည်းသိရတယ် အဲဒါစစ်ကောင်စီကတော့ဒီနေရာကိုပြန်ဝင်ပြီလို့ဒါသူတို့ဘက်ကတိထားတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးပြောလာတာမျိုးကြီးလည်းရှိတယ်ပေါ့နော်ရှိတော့ကြတော့အဲတစ်ဖက်မှာကြတော့ပြန်စဉ်းစားကြည့်စစ်ကောင်စီဘက်ကဒီနေရာတွေကိုအရက်ဘက်ဝန်ထမ်းတွေပြန်လှုပ် အဲ့တော့အဲ့နေရာတော်လိုင်းရင်နေမြဖြစ်ခဲ့တဲ့နေရာကြီးတော်လိုင်းတက်ဖွဲ့တွေထိ ंछ ုတ်ထားခဲ့တဲ့နေရာကြီးအဲ့လိုနေရာမျိုးကိုသွားရတဲ့တတိရှိသေးတာတော့နည်းနည်းလေးစားစရာကောင်းတယ်ဗောနော်ဒါပေမဲ့လည်းနောက်ထပ်တည်ရတဲ့သတင်းတွေရတော့ဒါတို့တွေအဲ့နေရာကိုသွားဖို့အတွက်ကြောက်လန့်နေကြရဆိုပြီးတည်ရတယ်တို့ရဲရင်နဲ့ပို့မယ်ဗောနော်အဲ့အဲ့လိုပို့ခံရမှာကိုကြောက်လန့်နေတဲ့ဝန်ထမ်းတွေရှိတယ်ဗောအဲ့အဓိကတော့အဲလက်စီရဝန်ထမ်းတွေဗောနော်စစ်ကောင်စီဘက်ကဒါမဲ့ဝန်ထမ်းတွေဗောနော်ရဲဘက်ဝန်ထမ်းတွေကြောက်လန့်နေကြောက်မှာဗောကြောက်အောင်မှာဗောဘာလို့လဲဆိုတော့ဒီနေရာမှာတော့မုံတရားတွေရှိတယ်ဗျာပြောရရင် ီလိုမျိုးပြန်ပေးရပြီဆိုနေကမုံတရားရှိတယ်ပေါ့နော်အဲဒီလိုဟာတွေကိုရောက်လာပြီဆိုတဲ့အချိန်ကြရင်ပေါ့နော်သူကအာမခံမလဲဒါကလည်းစဉ်းစားစရာပေါ့နော်အဲ့တော့လာလာလာတဲ့အဖွဲ့တွေအတွက်ကတော့တော်တော်လေးရင်လေးစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကိုဘက်ကစီရီယန်နေနိုင်ဂျင်းနေတော်လိုင်းအင်အားစုတွေပေါ့နော်ဒီလိုမျိုးစစ်ကောင်စီကအခုလိုမျိုးရက်ဘက်အဖွဲ့စည်းတွေလွတ်မယ်ပြီးရင်ဒါစစ်ဘက်ကကောင်းနေဝင်လာမယ်ဟေ့ဆိုရင်ဒီစီရီယန်နေပြီးရင်နိုင်ဂျင်းနေပြီးတော့တော်လိုင်းအင်အားစုတွေအတွက်လည်းအနေရရှိတယ် ်နည်းနည်းရှိတာဖြစ်တဲ့အတွက်ဒီအဖွဲ့တွေဆိုရင်အခုဆိုစိုးရိမ်နေကြတယ်ချို့ဆိုလည်းရှောင်တိန်ကြတယ်အဲ့လိုရှောင်တိန်တဲ့အချိန်မှာလုံးဝဒါရှောင်တိန်မှုခက်ခဲတဲ့အဖွဲ့တွေလည်းရှိတော့အဲ့အဖွဲ့တွေအတွက်ကိုဒါဥဆောင်သူတွေအနေနဲ့တခုခုအဆင်ပြေအောင်လုပ်ပေးစေချင်တယ်ဗောနော်ဒါကတော့ကျွန်တော်ဆန္ဒဖြစ်ပါတယ်အဲဘာဖြစ်လို့လဲဆိုတော့ဒါစစ်ကောင်စီကအခုဒါရက်ဖက်အဖွဲ့တွေအရင်လွတ်တယ်ဆိုရင်မဲ့နောက်ကနေပြီးစစ်ဘက်ဒါဆိုင်တဲ့ကောင်တွေဝင်လာအောင်ပါဗောနော်ဝင်လာတဲ့ခါကျရင်လည်းအကောင်တွေကအငြိမ့်နေမှာတော့မဟုတ်ဘူး ဲခေါင်းလေးဝင်ပြစီအောင်ကိုယ်လေးဝင်ပြစီအောင်ဆိုတဲ့ပုံစံမျိုးတွေကတေချာပေါက်လုံးမဲ့ကောင်နေပေါ့နော်အဲ့လိုလုံးမှာဖြစ်တဲ့အတွက်ခုနအဖွဲ့တွေအတွက်ဒါစိုးရင်စရာရှိတယ်ပေါ့နော်အခုဒါလမ်းတွေအချို့ပိတ်ထားတယ်ပေါ့နော် MNDA တို့ TNL တို့ကအချို့လမ်းတွေပိတ်ထားတယ်လမ်းကြောင်းတွေပိတ်ထားတယ်အဲပိတ်ထားရမယ်လို့လည်းကျွန်တော်တို့မြင်တယ်ဘာလို့လဲဆိုတော့ဒီကောင်တွေလာတဲ့အချိန်မှာခွင့်မပြုထားတဲ့ပုံစံမျိုးနဲ့ဒါခွင့်မပြုထားတဲ့အရာတွေပါလာမှာလည်း အာတပ်ဖွဲ့တွေကစိုးရိမ်တာတွေရှိလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ဒါကန့်သက်တာမျိုးတွေတော့ရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီဟာအထက်ကိုပို့ပြီးတော့စီစစ်တဲ့ပုံစံမျိုးတွေတော့လှုပ်စေခြင်းနဲ့အဲဘာဖြစ်လို့လဲဆိုတော့အဲဒီကောင်တွေရဲ့အကျင့်အသိအတိုင်းပဲဘယ်တော့မှခရီးတည်တာမဟုတ်ဘူးဘယ်တော့မှသဘောတူညီချက်တွေကိုလိုက်နာတဲ့ကောင်မျိုးတွေမဟုတ်ဘူးပေါ့နော်ပြီးတော့လာရှိုးရဲ့လက်ရှိအခြေအနေကတော်တော်လေးကိုရှုပ်ထွေးတဲ့အခြေအနေမျိုးဖြစ်တဲ့ဒေသခံတွေကလည်းထပ်ပြီးတော့စိုးရိမ်နေရရရှိတယ်ပေါ့နော်ပြီးတော့ဒါခုနလိုမျိုးမငြိမ်မသက်တွေဖြစ်လာပြီးဟေးဆိုတဲ့အခါကြရင် ဒီနေရာမှာလည်းတဖန်ပြန်ပြီးတော့တိုက်ပွဲတွေဖြစ်လာမှာကိုဆိုရင်ကြောက်လန့်နေကြတဲ့ဟာတွေလည်းရှိတယ်ဖြစ်မလာနိုင်ဘူးလို့လည်းမပြောနိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲစက်ကောင်စီရဲ့ဒါဒီသူတို့ရဲ့သဘောတူပါလေဆိုတဲ့ဟာတွေကလုံးဝအလကားဆိုတဲ့ဟာကိုပြည်သူကလည်းတည်ထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့လာရှုရဲ့အခြေအနေကတကယ်ပြောရရင်အဲမင်းအောင်လိုက်ဘက်ကလည်းရှုံးတယ်တော်လိုင်းတက်ဖွဲ့တွေဘက်ကလည်းရှုံးတယ်အဓိကတော့ဂျားတွေကတရုတ်ကနိုင်သွားတယ်လို့ပြောမှာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ် ဒီလိုမျိုးဖိအားတန်ကြောင့်မလို့အခုလိုမျိုးကြီးမြင်တွေ့နေရတာကအစင်တော့မပြေလောက်ဘူးပေါ့နော်ဒါပေမဲ့လည်းတပ်ဖွဲ့တွေနဲ့ကျွန်တော်တို့အတူတူရှိဖို့လိုတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးမဖြစ်စေဖို့အတွက်ကိုအခြားနေရာတွေမှာကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတွေကိုအဲဦးစားပေးအနေနဲ့စဉ်းစားစီချင်တယ်အခုဆိုရင်ကျွန်တော်ကဒီတနေရာတည်းမှာမဟုတ်ဘူးတခြားနေရာတွေမှာမှအစပေါ့နော်မြို့တွေပြည်နယ်တွေတပြည်နယ်လုံးနှိပါသိမ်းနိုင်တဲ့နေရာမျိုးတွေရှိလာပြီတပြည်နယ်လုံးနှိပါလွတ်မြောက်နေတဲ့အနေအထားတွေဖြစ်လာပြီပေါ့နော်အဲ့တော့ရထားတဲ့မြို့တွေပြည်နယ်တွေနေရာတွေဒေသတွေနေပယ်တွေမှာ ခုနလိုမျိုးကိစ္စမျိုးတွေမဖြစ်အောင်ပြန်ပြီးတော့မပေးရအောင်ပေါ့နော်အဲ့လိုပုံစံမျိုးကိုကျွန်တော်တို့တရားလေးစဉ်းစားကြဖို့ရည်ကြီးလာပြီပေါ့နော်နောက်တဲ့သတင်းတစ်ခုကတော့ A လည်းမနိုင်တော့ဘူးဆိုတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ A မနိုင်တော့ဆိုတော့ A စစ်တိုက်လို့မနိုင်တော့ပြောရမှာမဟုတ်။ A ထမင်းကျွေးလို့မနိုင်တော့ဘူးလို့ယူဆတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါမင်းပြားမှာစစ်တုံမန်းမိသားစုစစ်တုံမန်းနေနဲ့မိသားစု190ကို A ပြန်လွတ်ပေးတယ်ပေါ့နော်။နေတဲ့အင်အားကြီးလာတိန်ဒီဒီခုနလိုဖန်စီရမိထားတဲ့ဟာပေါ့နော်။အဲအဲ့လောက်အင်အားကြီးကိုဒါကျွေးထားနိုင်မို့ဆိုတာလေလွယ်တော့မလွယ်ဘူးလေနော်။အဲ့တော့ ရှေ့ပိုင်းကာလမှာဒါကျွန်တော်နဲ့တပတ်စဉ်နဲ့တကယ်ချင်းအဲဒီသူအဖမ်းခံရတယ်ပေါ့နော်အေအေအာရခတ်တော်အေရဲ့ဖမ်းဆီးခြင်းကိုခံရတယ်ခံရတဲ့အချိန်မှာအဲသူအမျိုးသမီးနဲ့ကျွန်တော်ကျွန်တော်စီလာဆက်သွယ်ဆက်သွယ်ရဲ့အချိန်မှာကျွန်တော်လက်ရှိမှာပြောဘူးလေအဲအဲ့ချစ်တုံမန်းတွေကိုထားတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်အရန်သဘောကျအေထားတဲ့ပုံစံမျိုးလုံးဝတနေ့ကိုထမင်းတက်နှက်ပဲကြွေးတယ်ခြေထိတ်လက်ထိတ် ခတ်ထားတယ်ပြီးရင်ဖက်နှက်လုံးဝစီးကွက်မပေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးပြီးရင်ဒါသူတို့ကိုလေဆိုင်ခိုင်းတယ်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးပုံစံမျိုးနဲ့ထားထားတာပေါ့နော် ထားတဲ့ဂျာတွေရမှာအခုလိုမျိုးတော့မှပြန်ထွက်ရရဆိုတော့အေးလဲဘယ်လောက်ထိဝင်ပြီနေတလဲဆိုတာကိုစဉ်းစားကြည့်လို့ရတယ်ပေါ့နော်အဲအဲတော့တစ်ဖက်ကပြန်ဆိုးရိမ်တာအကြောင်းလဲဘာလဲဆိုတော့အခုလိုမျိုးစစ်တုံးမန်းတွေကိုပြန်ထွက်လိုက်တဲ့အခါပေါ့နော်စစ်ကောင်စီကပြန်ဖမ်းပြီးတော့တာဝန်ပြန်ထမ်းဆောင်ခိုင်းတဲ့ဟာတွေရှိလာတယ်ရှိလာရဆိုတာဒါချင်းဘက်မှာပေါ့နော်အမ်ဘရာဘက်ကတိုက်ပွဲတွေကနေပြီးတော့ထွက်ပြေးလာတဲ့စစ်ကောင်စီတွေကိုဒါချင်းပြည်နယ်ကတပ်ဖွဲ့တွေကချင်းတပ်ဖွဲ့တွေကပေါ့နော်ဖမ်းပြီးတော့အဲချို့လူတွေကြတော့ဒါပြန်လွတ်ပြီးပြန်လွတ်ပြေးတဲ့အချိန်မှာစစ်ကောင်စီကပြန်ဖမ်းပြီးတော့ တာဝန်ပြန်ထမ်းဆောင်ခိုင်းလို့အဲ့ထမ်းဆောင်နေရတဲ့ကောင်ကပြန်ပြီးဆက်သွယ်လာတဲ့ဟာမျိုးတွေရှိခဲ့ရှိခဲ့တော့ကြာအခုလိုမျိုး AI ကအခုလိုဒါစစ်တုံးဘန်းတွေကိုပြန်လွှတ်တယ်ဆိုတော့ကျွန်တော်ကဒါတော့စိုးရိမ်တာရှိတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီစစ်တုံးဘန်းထဲမှာကျွန်တော်လည်းတွေ့ကြရချိုးအဖွဲတွေကချိုးမပြေဘူးပေါ့နော်အဲ့လိုအဖွဲတွေကစစ်ကောင်စီဘက်ကိုပြန်ဝင်ပြီးတော့ ဒါပြန်ပြီးတော့တိုက်ခိုက်မှာမျိုးတွေလည်းကျွန်တော်ဆိုရင်အဲ့လိုမျိုးမလွတ်လို့မင်းတို့ကြွေးထားမှာလားဆိုတော့လေဒါကျွန်တော်တို့လည်းကြွေးထားလို့မရဘူးပေါ့နော်ဒီလောက်အင်အားကြီးကနည်းတဲ့အင်အားမှမဟုတ်တာပေါ့နော်အဲ့တော့ကျတော့တစ်ခုခုတော့ဆုံးဖြတ်စေချင်တယ်ပေါ့နော်ဒါပေမဲ့လည်းဒါရအိုတွေကတော့အဓိကဘာတွေလုတ်တင်နေဆိုတဲ့ဟာကိုသူတို့အကောင်းဆုံးသိရှိနားလည်ထားလို့ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ကျွန်တော်ဖြစ်စေချင်တာကတော့အဲ့လိုမျိုးအလားအသက်လွတ်လိုက်မဲ့အစားကျွန်တော်တို့တပ်ဖွဲ့တွေကို ဒါတုံမှန်းချင်းလဲလှယ်တဲ့ပုံစံမျိုးပေါ့နော်အဓိကကျွန်တော်တို့စီကတပ်ဖွဲ့တွေကိုချက်ကောင်စီဖမ်းထားတဲ့ဟာတွေမတရားဆွဆွဲထားတဲ့ဟာတွေအဲ့လိုမျိုးဟာတွေရှိရယ်ပေါ့နော်အဲ့ဒီအဖွဲ့တွေ ਨੇ ပြန်ပြီးလဲလှယ်တာမျိုးလေးလုပ်လို့မရဘူးလားပေါ့နော်အဲ့လိုဟာမျိုးလေးကဒါကျွန်တော်ဆန္ဒပေါ့နော်ဖြစ်စေချင်တာပါအဲနောက်တစ်ခုကဒါကြောင့်ဒီကျွန်တော်အင်တာဗျူးလုပ်ခဲ့တဲ့အဖွဲ့တွေရှိတယ်ပေါ့နော်အဲ့ဒီကစစ်တုံမှန်းပေါ့နော်စစ်တုံမှန်းတယောက်ဆိုရင် အဲကျွန်တော်နဲ့အင်တာဗျူးလို့ကျွန်တော်ဗီဒီယိုတင်တဲ့ခါကျမှသူ့ရဲ့မိသားစုကကျွန်တော်ဆီကိုဆက်သွယ်လာတယ်ဗောနော်စိတ်မကောင်းစရာပေါ့ကျွန်တော်အနေနဲ့စိတ်မကောင်းဖြစ်လို့ပြန်မြဝေးတာပါအဲသူဆက်သွယ်လာတဲ့အချိန်မှာသူမိဘကဗောနော်သူ့သားကိုတေသွားပြီလို့ပဲသူတို့သိတာတေသွားပြီစစ်တပ်ကလည်းသူ့သားကိုတေသွားပြီဆိုပြီးတော့သတင်းလွှင့်တယ်သူတို့ဆီကိုလာပြောတယ်ဗောနော်ဘာမှလည်းခန်းစားခွင့်လည်းပေးတာမဟုတ်ဘူးဒါပေမဲ့မတေဘဲနဲ့အသက်ရှင်ကြံပြီးတော့ကျွန်တော်နဲ့အင်တာဗျူးလုပ်တဲ့အချိန်မှာသူပြန်တွေ့ရတဲ့အခါသူ့မိဘ ြေခွဲရတယ်ဗောနော်ဝမ်းလဲတာရတယ်ပြီးတော့သူသားဒီလိုမျိုးတေဝါပြီဆိုကနေကသူအိရာလဲလဲဝါလဲဝါပြီးတော့ဒီဗီဒီယိုပြန်တွေ့လိုက်တဲ့ခါကျတော့ပဲသူကျွန်မကြီးပြန်ကောင်းလာတယ်အမေအဲအဲ့လိုမျိုးအဲ့လိုမျိုးဗောနော်အဲအဲအဲဖြစ်စရာတော့အဲ့လိုပါဗျာဒါပေမဲ့ကျွန်တော်ပြောချင်တာကဟိုကိုချင်းမစားလုံးမဟုတ်ဘူးဗောနော်တကယ်တမ်းကျွန်တော်တို့ဖြစ်စေချင်တာကအခုလိုမျိုးစစ်တုံ့ပန်းမျိုးနဲ့ဒါမိဘတယောက်ကစစ်တုံ့ပန်းသူသားတယောက်ကိုဗောနော်စစ်တုံ့ပန်းပုံစံမျိုးနဲ့မြင်ရတာမျိုးတော့ကျွန်တော်တို့လည်းမလိုလားဘူး အဲ့ဒါကြောင့်မလို့ပဲဒါဒီလိုမျိုးတွေမဖြစ်ခင်မှာဘက်ကူးပြောင်းဖို့ပြည်သူဘက်ကိုရက်တည်ဖို့တော်လိုင်းတပ်ဖွဲ့တွေစီမှာပူးပေါင်းဖို့ဒါမျိုးပုံစံမျိုးတွေကျွန်တော်တို့ပြောခဲ့ကြတာပေါ့နော်ဘယ်သူမှဒီလိုမြင်ကွင်းမျိုးကိုမြင်စေချင်မှာမဟုတ်ဘူးဒါမိဘတယောက်ရဲ့နေရာကနေခန်းစားကြည့်မယ်ဆိုရင်လည်းဒါမျိုးပုံစံမျိုးပဲပေါ့နော်ပြီးတော့ထပ်ပြီးတော့သိရတာကအဲ့လိုပေါ့ဒါသူပြောပြချက်အရာဆိုဒီဒီစစ်တုံးမန်းကပေါ့နော်သူကအဲထွက်ပြေးဖို့အတွက်ချိန်ချင်းစူးစမ်းတယ်ပြီးတော့ကြတော့မနေချင်ဘူးဆိုတဲ့အကြောင်းချိန်ချင်းပြောတယ်ပေါ့နော် အဲဥစားကိုမှဒါအချိန်လွန်သွားတော့အခုလိုမျိုးဖြစ်သွားတယ်ဆိုပြီးတော့တည်ရအဲတော့ကျတော့အဲ့လိုမျိုးစိတ်ရှိတယ်ဆိုတဲ့သူတယောက်ကဒီအချိန်တွေမျိုးကိုပို့လို့တော့မရောက်တင်ဘူးအဲ့မတိုင်ခင်မှာရအောင် ကောင်းထည့်ဖို့ရမယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးကိုအာမပေးဘူးဆိုရင်ဒီအုတ်ထင်းသူတွေမိဘလုပ်တဲ့သူတွေဆွေမျိုးတွေကဒီလူလွတ်မြောက်ဖို့အတွက်ကိုစူးစမ်းပန်းစားနဲ့လှုပ်ဆောင်ပေးတင်တာပေါ့နော်အဲ့တော့ကျတော့ဒီလိုမျိုးစစ်တုံးမှဖြစ်သွားပြီဆိုတဲ့အချိန်မှာတော့ကျွန်တော်ကဘာမှမတတ်နိုင်ဘူး ဒါပေမဲ့တပ်ဖွဲ့တွေကအကောင်းအမွန်ဆုံးသူတို့ကိုထားတယ်အသက်အန္တရာယ်မပေးဘူးပေါ့နော်အဲဒါကြောင့်သူတို့အတွက်ဒီဟာတစ်ခုကတော့ဂျင်းနဲ့ဆရာလို့ဒါယူဆတယ်ပေါ့နော်နောက်တစ်ခုပြောချင်တာအဲ့လိုဒါမိဘတွေနေနေပေါ့နော်ကိုသားသမီးကိုအဲ့လိုပုံစံမျိုးနဲ့မတွေ့ချင်ဘူးဆိုရင်အခုလက်ရှိအနေထားကတလင်းတပ်ဖွဲ့တွေကပဲအသာစီးရနေတာဖြစ်တဲ့အတွက်တစ်ချိန်ချိန်မှာအဲ့လိုပုံစံမျိုးတွေ့ရမှာမတွေ့ချင်ဘူးဆိုတဲ့ခါကျရင်ခုနလိုဘကူပြောင်းမှုအတွက်လှုပ်ပါတပ်ဖွဲ့တွေနဲ့ပူးပေါင်းမှုအတွက်ကိုစီစဉ်ကြပါ တိုက်တွန်းကြပါဘောเนาะချင်းလွန်သွားပြီဆိုတဲ့ခါကျမှတော့ကျွန်တော်တို့လည်းဘာမှမတက်နိုင်ပါဘူးပေါ့နော်အဲ့တော့ဒါကတော့ဒီရက်ထဲမှာထူကြတဲ့ဖြစ်စဉ်တွေကိုခုလိုမျိုးကျွန်တော်အမြင်လေးနဲ့ပြန်ပြီးတော့ဝင်မြပေးတာဖြစ်ပါတယ်နောက်ထပ်ထူကြတဲ့အကြောင်းအရာတွေရှိလာခဲ့ရင်လည်းကျွန်တော်ခုလိုပဲဝင်မြပေးပါအောင်မယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်